ဲ့တော့ဝိပဿနာကိုအဆင့်ကျော်ပြီးတော့အားထုတ်ရင်မဖြစ်လဲလို့ဆိုရင်ဖောင်ဒေးရှင်းမချပဲနဲ့တိုက်တယ်တာနဲ့တူပါပေါ့ဖောင်ဒေးရှင်းမချပဲနဲ့တိုက်တယ်လို့ရှင် ပြောကြမှာပေါ့ဒီလိုဆိုလို့လားနော်အဲ့တော့ဖောင်ဒေးရှင်းခိုင်ခိုင်ချပြီးတော့မှအဆောက်အဦဆိုတာတက်လို့ရတယ်အဲ့ဒီတိုင်းပဲဒီဝိပဿနာရဲ့အခြေခံတွေကိုသိဖို့ရအတွက်ပရိညာ၃ပါးဆိုတာမှတ်သားကြရတယ်ရှင်းလို့ဆို ပริญญาဆိုတာပြိဆိုတာပိုင်းခြားပြီးတော့ညာကသိတာပညာပဲပညာကိုဆိုလိုတာအဲ့ဒီပริญญา၃ပါးဝိပဿနာနဲ့ပတ်သက်ပြီးတော့လေပริญญา၃ပါးနောက်ဆုံးဝိပဿနာကနေပြီးတော့တစ်ဆင့်အောင်မြင်ပေါ့ရောက်သွားတဲ့မက်တီအောင်လောကုတ္တရာဘာထက်သွင်းပြီးတော့ပြောတဲ့အခါမှာလည်းပဲပริญญา၃ပါးပဲအဲ့ဒီနှမျိုးကိုရှင်းဥစွာ ဒီပริญญา3မျိုးနှစ်ပိုင်းခွဲပြီးတော့မှတ်သားကြဖို့ပေါ့ပริญญาဆိုတာလဲပညာကို ပြောတယ်လို့ပဲဒီလိုပြိဆိုတာ